အေယဝတီတိုင်းရေကြည်မြို့နယ်ငတိုင်းချောင်းမြို့မှာရှိတဲ့အမြောက်တပ်အမတ်တ344ကို AA အရက်ခတ်တပ်တော်ဦးဆောင်တဲ့ဒေါ်လေးတက်ရီကဝင်ရောက်တိုက်ခတ်တဲ့အတွက်စစ်ကောင်စီတပ်ဖက်ကဆုတ်ခွာထွက်ပြေးနေပြီလို့အေယဝတီတိုင်းကဖော်ပြပါတယ်အမတ်တ344နားအထိဒေါ်လေးတက်ရီရောက်လာတဲ့အတွက်ဟာဝေစာအမြောက်တွေကိုကျုံပျော်ပြက်ပြောင်းရွှေ့နေတယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်နောက်တရက်မှာအခုအမြောက်တက်တဲ့အထိ ဝင်ရောက်တိုက်ခိုက်တဲ့သတင်းထွက်ပေါ်လာတာပါဇွန်17ရက်ညပိုင်းမှာတော်လိုင်းတပ်တွေကလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ပြီး17ရက်နဲ့23ရက်မှာတော့လက်နက်ငယ်သံတွေပါကြားလာရတယ်စစ်ကောင်စီတပ်ဖက်ကစတင် ဆုတ်ခွာထွက်ပြေးနေပြီလို့ဒေသခံတွေကပြောပါတယ် AA နဲ့ PDF တွေကတော့အမတ်တ3လေးလေးစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးသတင်းမထုတ်ပြန်သေးပါဘူး မကွေးတိုင်းကဖဲမြို့နယ်နယ်ရေကန်လေကြောင်းရံကောက်ဝေးတက်စကန်ဘျူဟာကုန်းအနီးကိုတော်လိုင်းတပ်တွေကနေပြင်းရှင်းလင်းနေစဉ်မှာစစ်ကောင်စီတပ်သား23ဦးကိုလက်ရဖမ်းမိတယ်လို့ချင်း Defense Force အရှူကသတင်းထုတ်ပြန်ပါတယ်။ဇွန်6ကနေစနေအထိ9ရက်အတွင်းဖမ်းမိတဲ့ဒီစစ်သားတွေနဲ့အတူ MA တနက်6လက်နဲ့ခရမ်းတွေပါသိမ်းမိတာကိုဓာတ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်။နယ်ရေကန်ဘျူဟာအနီးရှိ MPT တာဝါတိုင်စခန်းကုန်းကိုအာရခတက်တော် AA ဥဆောင်တဲ့တော်လိုင်းတက်တွေကသိမ့်ပိုက်ပြီးနောက်အခုနိုင်ရီကန်ဘက်ကိုထိုးစစ်ဆင်မှုပြင်းနေစမှာစစ်ကောင်စီတပ်သားတွေစခန်းဆုံးခွာထွက်ပြေးမှုတိုးလာနေတာဖြစ်ပါတယ်ပဲခူးတိုင်းတန်တောင်ကြီးမြို့နယ်တောင်ကူတန်တောင်လမ်းဘေးမှာရှိတဲ့ခွန်မိုင်စခန်းကုန်းအနီးကို ရောက်ရှိလာတဲ့စစ်ရင်တန်းကို တော်လိုင်းတက်တွေကကြားပြတ်တိုက်ခတ်ရမှာ စစ်သား9ဦးသေဆုံး4ဦးဒဏ်ရာရတယ်လို့ People's Defense Force တန်တောင်ကသတင်းထုတ်ပြန်ပါတယ်။ဇွန်9ရက်နေ့ညနေ9:00ခွဲခန့်မှာတိုက်ခိုက်တာဖြစ်ပြီးအဲ့ဒီရင်ပေါ်ပါတဲ့စစ်အရာရှိတွေဟာဗရင်အောင်တပ်မျိုးစစ်တင်တန်းချောင်းကတက်ခွဲမှုသင်တန်းစင်းအရာရှိတွေဖြစ်ပြီးသေဆုံးသူတွေမှာ တက်ခွဲမှု၈ဦးနဲ့ရင်မောင်း၁ဦးပါဝင်တယ်လို့ဆိုပါတယ်။ဒီစစ်စေးကို KNL တပ်မှနှစ်တရင်ကတယောက်ခံ People Defense Force တန်တောင်နဲ့ဒေသခံတပ်တွေပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်။တနင်္သာရီတိုင်းသရေချောင်းမြို့ကနေဒဝဲမြို့ကိုပြန်လာတဲ့စစ်ရည်ရင်နှစ်စီးကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာစစ်သား2ဦးသေပြီး3ဦးဒဏ်ရာရတယ်လို့ဒဝဲလူငယ်လက်ယုံတပ် DYAF က သတင်းထုတ်ပြန်ပါလေဇွန်10ရက်မွန်တက်ဆန္ဒနိုင်ကမှဒဝဲမြစ်တနီယာကနေစောင့်ကြိုတိုက်ခိုက်တာလို့ဆိုပါတယ်ဒီစစ်ရှင်ကိုဒဝဲလူငယ်လက်ရုံးတက် DYAF နဲ့ KNL တိုင်းရင်းစနစ်တက်ခွဲ1ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် စကိုင်းချီဆိုင်တက်မ33ကနေထွက်လာတဲ့ကားအစီး20ဘိုင်းစစ်ရင်တန်းကိုတော်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာအရာရှိအပါဝင်တည်ဆုံးသူများပြီး အသေးစိတ်ကိုစုံစမ်းနေစေလို့ Braveheart Army BHA ကသတင်းထုတ်ပြန်ပါတယ်ဇွန်7မိနစ်ပိုင်းမှာကျင်းနီသေးကား19စီးတံပြားကားကား8စီးမိုးကအုပ်ထားတဲ့ကား3စီးပါတဲ့အဲ့ဒီရင်တန်းမုံရွာမန္တလေးကားလမ်းမပေါ်က မဥဂိတ်အင်းဒီအရောက်မှာပဒေသာမိုင်းနဲ့တိုက်ခိုက်တာလို့ဆိုပါတယ်ဒီစစ်ချင်းကို Brefast Army BH နဲ့အတူ Golden Target Force GTF နဲ့ Children Fighter Group CGF ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နေပြည်တော်တိုင်းစစ်ဌာနမှာရှိတဲ့တပ်ရင်း838 အပတ်စဉ်တင့်မြေဆောင်2025မွန်းမှန်တင်တဲ့ဆင်းပွဲကိုပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပကြောင်းကာကွယ်ရေးဝန်ကြီးဌာန PDF စီရင်ချုပ်ကတပ်ပုံမှတ်တမ်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။